ရောင်တီမပြရသေးခင်မှာတိန်အကယ်ဒမီရဖို့နာမည်ကြီးနေတဲ့ဝမ်မော်ရွှေပရိသတ်တွေအားလုံးမင်္ဂလာပါရှင်ဝမ်မော်ရွှေကအကယ်ဒမီနဲ့ပတ်သက်ရင်ကံကောင်းသူတရားဆိုလဲမှမပါဘူးပြီးခဲ့တဲ့နှစ်ကဆိုလဲကမ်ပတ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကနေအကယ်ဒမီရရှိခဲ့ရပါဒါအပြင်ပွဲမကြက်တဲ့နှစ်လည်းဖြစ်တာမို့ဝမ်မော်ရွှေကအကယ်ဒမီရရှိသွားပါ යි ဒီနှစ်မှာလည်းပြီးခဲ့တဲ့နှစ်ကလိုပုံစံမျိုးထပ်ဖြစ်လာခဲ့ပါ යි နှစ်ကုန်ခန်းဒီမှာပြတ်သားရမယ့်ရုပ်ရှင်ဇာတ်ကြီးတွေစီးရင်မှာဝမ်မော်ရွှေရဲ့နောက်ဝင်တဲ့ရုပ်ရှင်ပါဝင်လာခဲ့ရပါ နဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကဝင်းမုံရွှေအတွက်တော့အကယ်ဒမီအပြည့်အဝခန့်မှန်းနိုင်တဲ့ရုပ်ရှင်မှာဇန်အင်ကလည်းကောင်းတယ်လို့ဒီဇာတ်ကားအတွက်ရိုက်ချက်တွေနဲ့အတူ ID ကအစတိချကျင့်ထားကြတာပါရုပ်ရှင်ဇာတ်ကားစာရိုက်ထဲကပရိသတ်တွေစိတ်ဝင်စားနေတဲ့ရုပ်ရှင်ဆိုလည်းမှတ်မှားပါဦးအဆိုပါရုပ်ရှင်ကဒီနှစ်မှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုဖြစ်လာခဲ့တာပါအလေးရောင်တဲ့ဝိမုံရွှေတို့ကအ धिक ပါဝင်တရုပ်ဆောင်ထားကဇက်ပို့တွေလဲခေသူတွေမဟုတ်ပါဘူးနေထက်လင်းညီနန္ဒချာလီမျိုးတနာထွန်း ဖူးဆောင်ဆန်းဆန်းဝင်းဝင်းမေတန်းတို့လိုဝိုင်းရင်အမှုပညာရှင်တွေပါဝင်နေရဖြစ်ပါတယ်။တောရွာမှာတွားရိုက်ထားတာဖြစ်ပြီးအယူပေါင်းများစွာနဲ့နောက်ဝင်တက်လေအဖြစ်ဝန်မုံရွှေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဇကားကိုအော်တိုဘာလာလောက်ကုန်ပိုင်းမှာရုံတင်ပြသမှာလို့သိရပါတယ်။ဒါကြောင့်မို့ရုံတင်မပြရသေးပေမဲ့လည်းအကယ်ဒမီအတွက်တိချာပေါက်ကိုတိချာနေပြီလို့ခန့်မှန်းနေကြတာပါ။ကေတီကိုဘယ်သူမှမကြော်နိုင်တော့ဘူးလို့ခန့်မှန်းနေကြတာပါ။ ကျောင်းနိုင်ဘုကလည်းဇကားကောင်းရင်လို့မရှိရကြောင်းပါဘုံမုံရွှေအတွက်ကံကောင်းသွားစီလာကတော့ဒီနှစ်မှာနောက်ထပ်အကယ်ဒမီအတွက်အပြိုင်လူမဲ့အမျိုးသမီးဆက်ဆောင်စုဦးစားပေးရုပ်ရှင်တွေကရုံတင်ပြသခွင့်မရခဲ့ပါဘူးဒီနှစ်ကုန်ပိုင်းကိုမှတ်မိတော့ပဲ2026တလပိုင်းတည်းကိုရောက်သွားခဲ့ကြတာပါတဝမ်းခွင့်အမဖြစ်တဲ့ဖူဖူရဲ့သူမဲနဲ့အပြိုင်ရလိမ့်မယ်လို့မျှော်လင့်ထားကြပေမဲ့သူမဲက2026တလပိုင်းတည်းကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ် တကယ်လို့ဝမုံရွှေင်းနဲ့နောက်ထပ်ပြန်ရမယ်ဆိုရင်ခင်ဝေဝါကပြောတဲ့ယတနာဘုကမောက်မီပြာရုပ်ရှင်သကားကြီးတွေနဲ့အပြိုင်ဖြစ်နိုင်ပါ යි အားလုံးထဲမှာတော့ဝမုံရွှေကသာထိတ်ဆုံးကနေတစ်ပြေးနေကြရပါအကယ်ဒမီအတွက်လည်းရင်ခုန်ရှာမှာမို့ပရိသတ်တွေကိုပို့ဆွဲဆောင်နိုင်ပါ යි ဒါပြင်ဒီနှစ်မှာဝမုံရွှေကတယောက်တည်းကွက်ကအကယ်ဒမီရနိုင်တဲ့ပုံစံဖြစ်နေရပါဒါပြင်ဝမုံရွှေအကယ်ဒမီရအောင်ကိုနိုင်ဖြိုးကျော်ကလည်းပံ့ပိုးပေးသွားမှာပါ ကိုနိုင်ဖြူကျော်ကလူရှိမထွက်ပေမဲ့ဝမ်မုံရွှေနာမည်ကျော်ကြတာကိုအရန်ကိုဂုဏ်ယူတက်တယ်လို့အနောက်ကနေအပြေးဝဖြစ်ပေးတာပါဝမ်မုံရွှေကပြီးခဲ့တဲ့တုန်းကဆိုရင်လည်းအကယ်ဒမီပေးပွဲကိုတိမ်ပေါင်း၃သိန်းကျော်နဲ့ဆွဲချိုးဝိကပွဲတက်ခဲ့ရပါဒီနှစ်သာအကယ်ဒမီရမှာတည်ဆိုင်ဘလောက်ကြီးကျယ်တဲ့လက်ဝိကျတနာနဲ့ဝင်အောင်မလဲဆိုတာရင်ခုန်စိတ်လှုံ့ရှားနေကြပါပြီဝမ်မုံရွှေကသူအကယ်ဒမီရတဲ့နှစ်သာတည်ချမယ်ဆိုရင်လက်ဝိကျတနာရီနဲ့အပြင်စင်ကိုတည်ချပြင်ဆင်လာတတ်တာကြောင့်မှ ပြီးခဲ့နှစ်တုန်းကတော့ကိုနိုင်ဖြိုးကျော်ကမမုံရွှေအကယ်ဒမီရတာကိုကြိုသိနေရမှုဝယ်တယ်လို့လည်းဝေဖန်ခဲ့ကြသေးရပါဒီနှစ်မှာရောမမုံရွှေနဲ့ကိုနိုင်ဖြိုးကျော်တို့ရဲ့အကယ်ဒမီကြားကပတ်သက်မှုကိုအထူးဆောင်ကြည့်ကြအောင်ပါဖြစ်ပါတယ်မမုံရွှေသာအကယ်ဒမီရရဲ့လေးထက်ကွန်အကယ်ဒမီဆုရှင်ဖြစ်တော်မှာဖြစ်ပါတယ်ပူပွေရသုံးထက်ကွန်ပဲဖြစ်ကမမုံရွှေကလေးထက်ကွန်အကယ်ဒမီဆုရှင်ဖြစ်သွားမှာပါပရိသတ်ကြီးရောအမျိုးသမီးဆက်ဆောင်စုကမမုံရွှေအတွက်လှထလာဆိုတာပြောပြပေးခဲ့ကြပါအောင်ရှင်ကြီးချုပ်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်